ဇွန်လ18ရက်နေ့အင်္ဂါနေ့အတွက်မိုးလဝတ္တခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့အထက်လေဝေလိုင်းဟာဆက်လက်ရွေလျားနေပြီးအိန္ဒိယနိုင်ငံမြောက်ပိုင်းမှာကုန်တွင်းလေဝေလိုင်းအဖြစ်ဇွန်လ22ရက်အထိဆက်လက်တည်ရှိမှာဖြစ်ပါတယ်။အဲ့ဒီလေဝေလိုင်းရဲ့အရှိန်ကြောင့်အနာတမုတ်တုံလေးဟာအားကောင်းနေစေဖြစ်ပြီးရခိုင်ပြည်မွန်ပြည်အေရဝတီတိုင်းပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေ့စဉ်မိုးဆက်လက်ရွာသွန်းနေဦးမယ်လို့မိုးလဝတ္တပညာရှင်ဝန်ထမ်းကခန့်မှန်းထားပါတယ်။ ဒါအပြင်အလဲပိုင်းမိုးနှင်းရေရှားဒေသတွေမှာမိုးအနှင်းငယ်ရွာသွန်းနိုင်ပြီးကြံတပြည်လုံးမှာတော့မိုးအသင်းတင်းကနေမိုးများနိုင်တယ်လို့လည်းအသိပေးထားပါတယ်။အခုရပိုင်းအတွင်းမြေကြီးနားမြေဟာအတက်ဘက်ကိုဦးတည်နေပြီးဇူလိုင်လဆန်းပိုင်းမှာအေယော်ရီမြေနောက်တစ်ကြိမ်ပြန်တက်လာနိုင်တယ်လို့ဦးနိုင်လင်ထွေမိုးစလာကခန့်မှန်းထားပါတယ်။ချင်းတွင်းမြေအထက်ပိုင်းမှာလည်းလက်တလုံးမိုးကောင်းနေတာကြောင့်ခန်းဒီမြေဟာဆက်လက်မြင့်တက်လာမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ ဒီကနေ့ညနေအထိမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းနဲ့ဂရုနီကရပြည်တို့မှာနေရာစိတ်စိတ်နဲ့ချန်ပီယံနေတိုင်းတွေမှာနေရာအနေပြမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ကချင်ပြည်ရှမ်းပြည်တောင်ပိုင်းကရင်ပြည်မွန်ပြည်ရခိုင်ပြည်ပဲခူးတိုင်းနေပြည်တော်နဲ့စကိုင်းတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။